ပုံစံလေးပြောပါမယ်။သူများက brighter နဲ့ကုညီပါလေဆိုတော့အဲ့ဒီပုံစံလေးကိုလုံးပါလား။အဲ့ဒီ brighter ကိုကုညီရင်းနဲ့သူတို့ရဲ့ brand သူတို့တိဆောက်နေကြတယ်။အဲ့တော့ဒုက္ခဝတ်တဲ့သူများများပေါ်လေလေသူတို့ရဲ့ brand တိဆောက်လို့ကောင်းလေလေပဲ။ဒါကြောင့်တခါတည်းကျရင် conflict economy ဆိုတဲ့စကားလုံးကလကားပေါ်လာတာမဟုတ်ဘူး။ဒီလိုကိစ္စတွေမှာနော်။ဒီလိုကိစ္စတွေကိစ္စတွေတိုင်းမှာဒါလည်း conflict economy တွေရဲ့ရှုထောင့်နေစက်တာတွေတစ်ခုပဲ။အဲ့တော့ဒီဒီဒီ vision ပေါ့နော်။ပြဿနာဖြစ်တဲ့ဒီကိစ္စလေးကိုကြည့်ပြီးတော့ ကိုညီချင်းတွေဆိုတဲ့လူတွေအိုးရောက်သွားကြပြီသူတို့ကအဲ့ဒါကိုဆိုရှယ်မီဒီယာပေါ်တင်ကြတယ် Facebook ပေါ်တင်ကြတယ်လူကြပါတန်းကြပါကျွန်တော်တို့ရောက်နေပါတယ်ကျွန်တော်တို့ရောက်နေကျွန်တော်တို့ကူပါအဲ့လိုလို့တော့လူတွေကအဲ့ဒါတွေကတောက်လျှောက်လူတွေပြန်ပြီးတော့နောက်ဆုံးဘာဖြစ်လာလဲဆိုတော့လူတွေကအလုံးမလုံးချင်ကြတော့လူတွေကိုအလုံးလုံးဖို့တောင်းအပေးမဲ့အစားလူတွေကိုဘာလုပ်လိုက်တာလဲနောက်တစ်ခုကအဲ့ဒီတော့ကူညီရဆိုဆယ်လီရောင်ရောင် Pride Day ရောင်ဘိုင်ရောင်ညာရောင်တွေကိုတိုင်းကလည်းအဲ့ဒီအဲ့ဒီကနေအကျိုးမြတ်တွေခံစားသွားတယ်အကျိုးမြတ်ဆိုတဲ့နေရာမှာဘာလဲလို့မေးပတ်စံယူငါလူဖို့ပတ်စံငါစိုက်ပေးရတာငါဘာမဟုတ်သူ့အကျိုးမြတ်ရပါဘာလဲသူ့ကိုလူတွေက ပရိုက်တစေနာရှင်ကြီးဖြစ်နေမြင်သွားတဲ့အကျိုးမြတ်ကိုသူရတယ်ရှင်ရှင်သူကြီးကိုပဲခါလေးကြရင်အကုန်လုံးကကိုယ့်အကျိုးစီးပွားမရှိရင်ဘယ်သူမှဘာမှမလုပ်ကြဘူးအာပဲကိုယ့်အကျိုးစီးပွားမရှိရင်လူတွေကခံရတော့မထချင်ဘူး အကိုကိုကျမတို့ပြောလိုက်မယ်နော်အကိုတို့လိုစိတ်မျိုးနဲ့ line မနှိုင်းနဲ့အကိုတို့ကတိုင်းပြည်ကိုချစ်တယ်ဟုတ်လားမိဘပြည်သူတွေချစ်ပါတယ်ဆိုပြီးမီဒီယာလောကကိုတက်လာပြီးတော့အကိုတို့ရဲ့ကိုဂျိုးစီးပွားအိတ်ဆိုင်ပြီးတော့အကိုတို့ရဲ့ကိုပိုင်သက်ဆန်နေနဲ့အိတ်ဆိုင်ပြီးတော့မီဒီယာကိုလုံနေတာလားတိုင်းပြည်ကိုချစ်တဲ့တကယ်စိတ်ရင်းစိတ်မနဲ့လုံနေရတာအခုသတင်းမီဒီယာတွေကိုလိုက်ပါဆောင်ရွက်နေတဲ့ ရေဒီအခုလက်ရှိဖြစ်ပျက်ပေါ်နေတဲ့အတိုင်းဒီမှာရှိတဲ့သတင်းမီဒီယာတွေကိုဟမ်အကိုတို့ကမြေပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသတင်းမီဒီယာတမားတယောက်အနေနဲ့မြေပြင်မှာလိုက်ပါအချိန်နဲ့တပြင်းကြီးလိုက်ပါဆောင်ရွက်ပြီးတော့တင်နေတာလားဒါမှမဟုတ်သူများကတွေကတင်နေတဲ့ဟာကိုလိုင်းပေါ်ကနေယူဖတ်ဖတ်ပြီးတော့ဆွဲယူဖတ်တယ်အခုခက်တဲ့တို့ဥမာတခြားသောမီပိတ်ဒီဘက်ဟိုဘက်ကနော်ဟိုဘက်ကဟိုတခြားသောမီဒီယာတွေနော်ဒီပိတ်မီဒီယာတွေကတင်နေခက်တဲ့တို့မီဒီယာမစီမာတို့အစပေါ့အဲ့လိုမျိုးတွေတင်တဲ့ဟာတွေကိုဖတ်ဖတ်ပြီးတော့ပြန် တင်နေတယ်လိုင်းပေါ်ကနေပြန်လာတဲ့မီဒီယာတမား သတင်းတွေကိုဖတ်ပြီးပြန်တင်နေတဲ့မီဒီယာသမားတွေပြောပြအောင်မှာဟုတ်လားရှင်တို့တွေကတော့ဘယ်လိုပုံစံမျိုးနဲ့လှုပ်ဆောင်နေကြလဲဟုတ်လားကျွန်တော်တို့မီဒီယာရက်တူဖို့အတွက်ဟမ်ကျွန်တော်တို့မီဒီယာတွေရက်တူဖို့အတွက်ကေပေးဝိပေးလေးတွေကိုလှူဒန်းပေးကြပါလာစင်ကြီးလေးတွေ3000 5000ပုံရတော့ကွာဟုတ်လားလာစင်ကြီးလေးတွေကို3000 5000ဟုတ်လားလှူဒန်းပေးနိုင်ပါလေဆိုပြီးတော့နေ့တိုင်းနေ့တိုင်းသတင်းလွှင့်တိုင်းလူဝင်ကောက်ခံနေတာလားကောအခုတို့ကတိုင်းပြည်အတွက်လုပ်နေတဲ့မီဒီယာတွေလားကိုယ့်အိတ်ကိုယ်ဆိုင်ပြီးလုပ်နေတဲ့မီဒီယာတွေလားဟမ်အတိအကျရှိတဲ့ဆိုရင်တတ်ပါစီ เนาะအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့เนาะဂျုံမျိုးမင်းနဲ့မောမောခိုင်တွေ့ပြီးကြည်လိုက်အောင်เนาะဟိုဒီနေ့ပထမဆုံးပြောရမယ့်အကြောင်းအရာကမနေ့ကတော့ကျွန်တော်ပြောလို့မဆုံးသေးဘူးဒီနေ့တော့ပွဲတွေပြောရတဲ့အချိန်ထားမှာပဲဟိုဟိုကျွန်တော်ပြောပါတယ်ဒီ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 ဟိုနိုင်တာမှာသူမြတ်ဆိုင်ရာပစ္စည်းခိုးတဲ့အမျိုးသမီးကြီးနဲ့သူကကလေးလေးကိစ္စပေါ့ကလေးလေးကိစ္စကတော့ကလေးလေးပေါ်မှာစံပတိဖြစ်တာဒါကျွန်တော်တို့ရဲ့လူသားတွေနှလုံးသား နှလုံးသားဆန်လူသားဆန်တဲ့နှလုံးသားရှိလို့ဖြစ်တာအဲဒါပေမဲ့တခါတခိုးအပေါ်မှာလဲတခိုးကိုနှိမ့်ဆက်အနိုင်ကျင့်နေရတယ်ပတ်သက်လို့ဒါကနင်းပြီးချောင်းနင်းပြီးနိုင်ကျင့်နေရတယ်ပတ်သက်နင်းနိုင်ထချောင်းနင်းပြီးတော့ဖြတ်ကြိုက်နေရတယ်ပတ်သက်လို့ဒါမလုံးသိဘူးလို့ကျွန်တော်မြင်တာကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့နှလုံးသားလူသားဆန်တဲ့နှလုံးသားဒါပေမဲ့အဲ့ဒါတခိုးအားပေးတာမဖြစ်ရဘူးလို့ကျွန်တော်ပြောခဲ့ဘူးတယ်မနေ့ကတော့ပြောတခိုးတွေအားပေးလို့မရတခိုးတော့အားပေးလို့မရဘူးခိုးတာတော့ခိုးတဲ့အရာကိုရေးယူရမယ်လူတွေကတရားစီရင်ပိုင်ခွင့်မရှိဘူးဥပဒေရှိတယ်ဒါကိုကျွန်တော်ပြောခဲ့တယ်အခုပြီးတော့မီဒီယာတွေက ဖြစ်နိုင်ရင်ဒီ micro media တွေ cell media တွေဒါတွေကမလုံးသင့်ဘူးလို့ကျွန်တော်ပြောတယ်နောက်တစ်ခုကဒီအဲ့လိုမျိုးပြဿနာတွေပေါ်လာလိုက်မှာအဲ့မှာ pride တိုင်းရောင်ကြောင်တောင်တောင်တွေအုပ်စုကထွက်လာတာတစ်ချိန်လုံးတစ်ချိန်လုံးငြိမ်နေတဲ့အုပ်စုတွေကဒါမျိုးလည်းရောက်တော့ချက်ချင်းအလှမဲ့တမ်းမဲ့ဆိုချက်ချင်းရောက်သွားကြရောအဲ့ဒါတွေကကျွန်တော်တိုင်းပြည်ရဲ့ကောင်းခြင်းတွေမဟုတ်ဘူးကောင်းတဲ့ကိစ္စတွေမဟုတ်ဘူးအဲ့ဒါမကောင်းတဲ့ကိစ္စတွေပဲလူတွေကဘာတွားပြလဲဆိုတော့ social media မှာ own own ဖြစ်သွားပြီးတော့တစ်ဖက်က ဟိုတနာခံရသူဖြစ်ပြီးတစ်ချက်ဘက်ကရိုက်ဆိုင်သူဖြစ်သွားပြီဆိုရင်တနာခံရတဲ့သူပေါ်မှာလုံးဝအုံလို့ချင်းနဲ့ဝိုင်း support ပေးပြီးတနာပြပြီးတော့လူတွေကဒီကကို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 တိဆောက်ကြတာပွင့်လို့ပြောရင်လူတွေကူညီတယ်ဆိုတဲ့အချို့သောသူတွေလည်းသူတို့ကိုသူတို့တိဆောက်နေကြတာပဲဒါပဲတော်တယ်လို့ပြောရင်တချို့တွေကျွန်တော်တို့ဟိုဒီကောင်ဘာလဲပြောမယ်ပွင့်လို့ပြောပါမယ်သူများက pride နဲ့ကူညီပါတယ်ဆိုတော့အဲ့ဒီပုံစံတွေအကုန်လုံးကလေအဲ့ pride ကိုကူညီနေတယ်သူတို့ရဲ့ brand သူတို့တိဆောက်နေကြတာအဲ့တော့ဒုက္ခရောက်တဲ့သူများများပေါ်လေလေသူတို့ရဲ့ brand တိဆောက်လို့ကောင်းလေလေပဲ ဒါကြောင့်တခါတည်းကျရင် conflict economy ဆိုတဲ့စကားလုံးကအလကားပေါ်လာတာမဟုတ်ဘူးဒီလိုကိစ္စတွေမဟုတ်နော်ဒီလိုကိစ္စတွေကိစ္စတွေတိုင်းမှာဒါလည်း conflict economy တွေရှုထောင်နေစက်တာတွေတစ်ခုပဲဘာလို့ဒီဒီဒီ vision ပေါ့နော်ပြဿနာဖြစ်တဲ့ဒီကိစ္စလေးကိုကြည့်ပြီးတော့ကူညီချင်တဲ့ဆိုတဲ့လူတွေအိုးရောက်သွားကြပြီသူတို့ကအားအရာ social media ပေါ်တင်ကြတယ် facebook တင်ကြတယ်လူကြပါတန်းကြပါကျမတို့ရောက်နေပါတယ်ကျွန်တော်တို့ရောက်နေကျွန်တော်ကူပါအဲ့လိုလို့တော့လူတွေကအဲ့အရာတွေမှာတောက်လျှောက်လူတွေပြန်ပြီးတော့နောက်ဆုံးမဖြစ်လာရဲဆိုတော့လူတွေကအလုံးမလုံးချင်ကြတော့လူတွေကိုအလုံးလုံးဖို့တောင်းအပ်ပေးမဲ့အစားလူတွေကိုဘာလုပ်လိုက်တာလဲ တခုကအဲ့ဒီတွက်ကူကြီးဆိုဆယ်လီရောင်ရောင် bright dye ရောင်ဘိုင်ရောင်ညာရောင်တွေကိုတိုင်းကလည်းအဲ့ဒီအဲ့ဒီကနေအကျိုးမြတ်တွေခံစားသွားတယ်อืมအကျိုးမြတ်ဆိုတဲ့နေရာမှာဘာလဲလို့မေးပတ်စံယူငါလူဘောပတ်စံငါစိုက်ပေးရတာငါဘာမဟုတ်သူအကျိုးမြတ်ရပါတယ်သူ့လူတွေက bright dye စေနာရှင်ကြီးဖြစ်နေမြင်သွားတဲ့အကျိုးမြတ်ကိုသူရပါရှင်ရှင်သူ ਈ ကိုပဲခါလေးကြရင်အကုန်လုံးကကို့အကျိုးစီးပွားမရှိရင်ဘယ်သူမှဘာမှမလုပ်ချောက်ဒါပဲကို့အကျိုးစီးပွားမရှိရင်လူတွေကခံရတော့မထချင်ဘူးအကျိုးစီးပွားရှိလို့ထကြတာအကျိုးစီးပွားမရှိရင်ခံရကတော့ မထချင်ကြဘူးအဲ့တော့ပရိုက်တာဆိုခေါင်းစဉ်ထားတဲ့ပုံကိုအကုန်လုံးနဲ့ဒီတိုင်းပဲအကျိုးသူတို့ရဲ့ပရိုက်တာခေါင်းစဉ်တက်ပြီးလှူရှာမှုတွေမှာသူတို့ကိုယ်ပိုင်အကျိုးစီးပွားတစ်ခုခုမှမရဘူးဆိုရင်အဲ့လူတွေထိုင်ရမထောက်ဘူးရှင်းရှင်းလေးပြောတာကျွန်တော်ပွင့်လေးပြောတာလူတွေတေးချင်းတက်ဖြတ်ခံရတဲ့အချိန်မှာအဲ့ကောင်ကပါစပ်ပိတ်နေတယ်อืมကျွန်တော်ပြောရင်ကိုလူကိုပါကောင်မဆိုးလို့ကျွန်တော်ပြောချင်တာဆိုတော့မလုံးတင်တာရေမလုံးကြဘူးဆိုမိုက်ထိုးမီဒီယာတွေလည်းမိုက်သွားထိုးကြတယ်ခုကျွန်တော်တို့မနေ့ကပြောလို့ရှိသေးတယ်ဒီနေ့ကပေါ်လို့ရနေမိုက်ထိုးမီဒီယာရှိမှာဒါတွေကမဖြစ်သင့်ဘူးဆိုတော့လောက်တော့ ည်တယ်နေပြီးတော့တချို့ကမန်နက်တိုင်းမန်နက်တိုင်းတက်ပြတယ်မန်နက်တိုင်းတက်ပြတယ်ဟာငါတော့ငါဘယ်လိုလုပ်ပြလိုက်လဲငါဘယ်လို queen လဲတာကွာဆိုဖုန်းနဲ့ selfie ဆိုဗီဒီယိုရိုက်ပြန်တင်ကျွန်တော်နိုင်ငံမှာအဲ့ဒီဟိုဘာလဲဆိုတော့ကိုကုတ်ကို promote promote လုပ်တဲ့ promote လုပ်ဖို့အတွက်တခြားလူတယောက်ကိုဟိုတနာခံတဲ့တခြားလူကိုအသုံးချပြီးကိုကုတ် promote လုပ်တဲ့ဟာကြီးကကြီးထွားလာတယ်အဲ့ဒါကြီးကမကောင်းအဲ့ဒါ society တွေကမကောင်းလူမှု society တွေကမကောင်းဒါတော့ကျွန်တော်ပို့ရလဲမယ်ဆန့်ကျင်ပါတယ်အဲ့တော့ဒါမလုပ်တင်တာမလုပ်ကြဘူးနော်တခိုးအားပေးမဖြစ်ဘူး နော်ဟိုအမျိုးသမီးကဆန်ရှင်မျိုးသမီးကျိုးလို့နာလဲသူလဲသူ့ဟာသူသူ့ကိုသူသူတည်သွားပြီတည်လို့သူ့အကောင့်တော့သူဒီပြေးပြီဆိုဒါမျိုးတွေဟိုရှိရပေါ့ဗျာဒါတစ်ခါကြိုက် side effect တွေကအများကြီးပဲဖြစ်ရတဲ့ခုမှာပေါ်လာတဲ့ side effect တွေကအများကြီးပဲဒါကြောင့်မလို့ဒါကိုတည်တည်ချာချာကျွန်တော်တို့ psychology ဘုံတော့မြင့်မြင့်ဉာဏ်ရည်တွေးအတွေ့အော်မြင့်မြင့်နဲ့စေချာစဉ်းစားပြီးတော့ကျွန်တော်တို့ရက်တည်ကြဖို့လိုတယ်ဒါလေးတော့ကျွန်တော်ကြိုးစားလို့ထည့်ပြတော့တလောက်ပဲကျွန်တော်ပြောချင်ကျွန်တော်အများကြီးပြောချင်ကြည့်လို့မရဘူးမျိုးလုံးနဲ့မှာတချို့ဟာကြည့်လို့မရဘူးကြည့်ရတာတော့ကန့်လိုက်လို့ဖြစ်တယ်ဆက်မပြေဘူးပေါ့ဗျာဟုတ်လားပြောတော့ တခုကတခုပဲဟိုကလေးနဲ့ဘာမှမဆိုင်ဘူးနော်ကလေးကတော့ဘာမှဆိုင်ကြမဆိုင်နဲ့ဂျာညက်သွားတယ်ဘာတိမှလဲတနေ့ကျတော့ကလေးကဘယ်လိုတိမှလဲအတနေ့ကျတော့ကလေးရဲ့အမေကိုသွားပြီးအင်တာဗျူးပြီးတော့သူ့အမေရဲ့မျက်ရည်ပဲပေါက်ချင်းငယ်ကြတာကလေးလေးပိုက်ချင်းငယ်မျက်ဝချင်းငယ်ကြတာကိုဗျူးပြီးတော့လူတွေရဲ့နှလုံးသားကိုချွေအဲ့မျိုးတွေဝိုင်းကူအဲ့လိုနဲ့ပတ်လည်ရိုက်နေတဲ့ society ကိုကျွန်တော်တို့အားပေးလက်ခုပ်တည်နေတာမှားတော့မှားနေတယ်ကလေးလေးတော့ဘာမှဆိုင်မယ်ကလေးလေးကဘာမှဆိုင်ညာမဆိုင်ဒီဇက်လမ်းမှာလူတွေရဲ့တန်လူတွေရဲ့ဒီအတနာခံရတဲ့ပုံကိုကလေးလေးကရောက်သွားပြီးမင်းချင်းညာချင်း तू မသိဘဲနဲ့ကိုသူ့အတူခံနေရတယ်ကျွန်တော်တို့မလုပ်တဲ့တော့ဗျာ မလို့တင်တော့ယက်တင်တယ်လို့ကျွန်တော်ထင်တယ်ချုပ်ပြစားတယ်ဒီလောက်ပဲကျွန်တော်ပြောချင်ပါတယ်နော်ဆိုတော့ဒါကျွန်တော်ဆင်ကျင်ရမယ့်ကိစ္စဆင်ကျင်တင်တဲ့ကိစ္စအခုဒီခိုးမှုလှိုင်းလာရခိုးမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အခု line ပေါ်မှာပါနော်သို့လောသို့လောညီမျိုးစုံနေနဲ့ပြောဆိုနေကြတာဟုတ်လားအကြောင်းအရာတစ်ခုကိုဂါဂနာနာသိအောင်စုံစမ်းပါအခုလက်ရှိဖြစ်စဉ်မှာဒီခိုးဒီအခုမနေ့က live မှာပေါ့နော်ဒီနာမည် လူသိများတဲ့နာမည်ကြီးဒီလူသိများတဲ့ social media တယောက်ပေါ့အဲ့ဒီကနေပြီးတော့သူကမနေ့ကပြောဆိုဝေဖန်လာတာကဟာလာဒီအခုလုံရက်တွေပေါ်မှာအခုဒီခိုးမှုနဲ့ပတ်သက်တဲ့အပေါ်မှာဝေဖန်လာတာကဟာလာပရိဒတ်သမားတွေနဲ့အခု live ပါပုံစံဆောင်ရွက်နေတဲ့သူတွေကိုသူကစော်ကားလာတာထိခိုက်လာတာဟုတ်လားနာမည်ကြီးတင်လို့နော်နာမည်ကြီးတင်လို့ဟုတ်လားလေနော်ဒီ ဖုန်းကလည်းလာနေတယ်။နာမည်ကြီးကျင်လို့လိုက်ပါဆောင်ရွက်နေတယ်။နောက်ပြီးချုပ်ပရဟိတသမားဒီလိုက်ပါဆောင်ရွက်နေတဲ့အပေါ်မှာပရဟိတသမားတွေကဟိုပေါ့နော်ပရဟိတသမားတွေလိုက်ပါဆောင်ရွက်နေသေးတဲ့အကျိုးအမြတ်ကသူတို့အကျိုးအမြတ်မရှိရင်တဲ့တမမှတ်ထားတာညောသူတို့ကိုအကျိုးစီးပွားမရှိလို့ရှိရင်ဘာမှမလုပ်ကြဘူးတဲ့။အဲဒီသူတို့ရဲ့ကိုအကျိုးစီးပွားမရှိလို့ရှိရင်အဲ့ဒီလူတွေကထိုင်ရာကနေမထကျင်ကြဘူးဆိုတဲ့စကားကိုပြောဆိုသွားတယ်။နောက်ပြီးတော့ ူတို့တွေရဲ့အကျိုးမြတ်ကဘာလဲဟုတ်လားသူတို့ဒီပရာဟိတလုပ်တယ်လိုက်ပါကူညီဆောင်ရွက်တယ်သူတို့ရဲ့ကိုယ်ပိုင်ပတ်စံလုပ်ဟုတ်ဖြစ်သည်ဟုတ်သည်ဖြစ်စေဒါမှမဟုတ်ဒီမိဘပြည်သူတွေကနေလူတန်းနဲ့ပြည်စီဟုတ်သည်ဖြစ်စေဒီပေါ်မှာလိုက်ပါကူညီဆောင်ရွက်ပြီးတော့လုပ်လိုက်တဲ့ပရာဟိတအပေါ်မှာသူတို့ရဲ့အကျိုးမြတ်ကဘာလဲတဲ့လူသိလူတွေရဲ့စိတ်ချမ်းမှာသူတို့တွေကတကယ်လိုက်ပါဟိုပရာဟိတလုံးလေဘာလားဆိုတဲ့အတိတရားတွေရသွားပါတယ်ဆိုတဲ့ဟာမျိုးကိုပြောသွားတယ်နော်နာမည်ကြီးနော်အခုနာမည်လူသိထင်ရှားဟိုမီဒီယာတစ်ယောက်အမားတစ်ယောက်ပေါ့နော် အကိုကိုကျမတို့ပြောလိုက်မယ်နော်အကိုတို့လိုစိတ်မျိုးနဲ့ లై မနိုင်နဲ့အကိုတို့ကတိုင်းပြည်ကိုချစ်တယ်ဟုတ်လားမိဘပြည်သူတွေချစ်ပါတယ်ဆိုပြီးမီဒီယာလောကကိုတက်လာပြီးတော့အကိုတို့ရဲ့ကိုကျိုးစီးပွားအိတ်ဆိုင်ပြီးတော့အကိုတို့ရဲ့ကိုပိုင်သက်ဆိုင်နေနဲ့အိတ်ဆိုင်ပြီးတော့မီဒီယာကိုလုံနေတာလားတိုင်းပြည်ကိုချစ်တဲ့တကယ်စိတ်ရင်းစိတ်မနဲ့လုံနေရတာအခုသတင်းမီဒီယာတွေကိုလိုက်ပါဆောင်ရွက်နေတဲ့ ရေဒီအခုလက်ရှိဖြစ်ပျက်နေတဲ့အတိုင်းဒီမှာရှိတဲ့သတင်းမီဒီယာတွေကိုဟမ်အကိုတို့ကမြေပြင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုသတင်းမီဒီယာတမားတယောက်အနေနဲ့မြေပြင်မှာလိုက်ပါအချိန်နဲ့တပြင်းကြီးလိုက်ပါဆောင်ရွက်ပြီးတော့တင်နေတာလားဒါမှမဟုတ်သူများကတွေကတင်နေတဲ့ဟာကိုလိုင်းပေါ်ကနေယူဘက်ဖက်ပြီးတော့ဆွဲယူဖက်တယ်အခုခက်တဲ့တို့ဥမာတခြားသောမီဘိတ်ဒီဘက်ဟိုဘက်ကနော်ဟိုဘက်ကဟိုတခြားသောမီဒီယာတွေနော်ဒီဘိတ်မီဒီယာတွေကတင်နေခက်တဲ့တို့မီဒီယာမစီမာတို့အစပေါ့အဲ့လိုမျိုးတွေတင်တဲ့ဟာတွေကိုဖက်ဖက်ပြီးတော့ပြန်တင်နေတယ်လိုင်းပေါ်ကနေပြန်လာတဲ့မီဒီယာတမားတဲ့ သတင်းတွေကိုဖတ်ပြီးပြန်တင်နေတဲ့မီဒီယာသမားတွေပြောပြအောင်မှာဟုတ်လားရှင်တို့တွေကတော့ဘယ်လိုပုံစံမျိုးနဲ့လှုပ်ဆောင်နေကြလဲဟုတ်လားကျွန်တော်တို့မီဒီယာရက်တူဖို့အတွက်ဟမ်ကျွန်တော်တို့မီဒီယာတွေရက်တူဖို့အတွက်ကေပေးဝိပေးလေးတွေကိုလှူဒန်းပေးကြပါလာစင်ကြီးလေးတွေ3000 5000ပုံရတယ်ကွာဟုတ်လားလာစင်ကြီးလေးတွေကို3000 5000ဟုတ်လားလှူဒန်းပေးနိုင်ပါလဲဆိုပြီးတော့နေ့တိုင်းနေ့တိုင်းသတင်းလွှင့်တိုင်းလူဝင်ကောက်ခံနေတာလားကောအခုတို့ကတိုင်းပြည်အတွက်လုပ်နေတဲ့မီဒီယာတွေလားကိုယ့်အိတ်ကိုယ်ဆိုင်ပြီးလုပ်နေတဲ့မီဒီယာတွေလားဟမ် အတိတရားရှိတယ်ဆိုရင်ကျက်တတ်ပါစေနော်လူကမွေးထားတာမှန်လို့ရှိရင်လူအတိတရားရှိပါစေအခုကျမတို့သွားနေတဲ့လမ်းတွေမှာတိတ်ကြိုက်စော်ကားဖို့မစင်းစားပါနဲ့ကျမတို့လှုပ်ဆောင်နေတာကျမတို့မုံမခိုင်ယနေ့လှုပ်ဆောင်နေတာမြည်သူတအူးတယောက်မှကျမရှောက်လမ်းနေတာကမှအလူငွေတရားပြားတစ်ချက်မှအောက်ခံခြင်းမရှိဘူးနော်ကိုပတ်စံကိုအိတ်ကိုဆိုင်ပြီး 54ပေါ့နော်အဲ့ဒီကလေးမိတွေမဆာကြီးဖြိုးရနေပြီးတော့ဒီမီဒီယာတွေကိုပြောလိုက်တဲ့အရှိပြောလိုက်တဲ့တချို့သောစကားတွေမှာမိဘပြည်သူတွေရင်ထဲမှာတမျိုးထင်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအမျိုးသမီးကိုဒါကကျမဒီလိုပြောနေရတာဒီအမျိုးသမီးဘက်ကနားလို့မဟုတ်ဘူးနော်တခိုးဘက်ကနေအားပေးနေတာမဟုတ်ဘူးနော်သူမရှိလို့အကြောင်းမျိုးမျိုးကြောင့်သူဒီခိုးမှုကိုကျွလွန်သွားတာသူ့ပြစ်ကိုသူခံကျမပြောပြီးသား ဒီအပေါ်မှာဒီအမျိုးသမီးမဆာကြီးဖြစ်သွားသူ့သားသမီးကိုခလေးလာသားရွယ်တဲ့ကစောင့်ရှောက်လာတယ်လေနောက်ပြီးတော့သူတို့နဲ့ပတ်သက်ရပတ်သက်ကြောင်ဆွေမျိုးမကင်းနေဖြစ်နေတာကိုသူကမသိတဲ့လူမျိုးနဲ့ဒီမျိုးသမီးကိုမသိတဲ့လူပုံစံမျိုးနဲ့ပြောထားခဲ့တယ်သူ့ခလေးကိုကိုးသွားတယ်ဆိုတဲ့ပုံစံမျိုးကသူကပြောထားတဲ့အပေါ်မှာဒီအမျိုးသမီးကကျေစုကန်းတာတစ်ရက်ကွက်လုံးဒီအခုတော့သူတို့နေထိုင်တဲ့ဒီမဆာကြီးတို့နေထိုင်တဲ့ရက်ကွက်ကမိဘပြည်သူတွေအကုန်လုံးသိတယ်ဒီကိစ္စတော့ကိုဘယ်သူမှလက်မခံဘူးဒီလိုပြောဆိုမှုမျိုးနော်အပေါ်မှာသိပြီးသားသက်ဆိုင်ရာကလည်းတွားရောက်စုံစမ်းလို့ရတယ်ဒါတွေကိုစုံစမ်းပြီးတော့အခုဒါပေါ်ပေါက်သွားပြီကျွန်မပြောချင်တာကအဓိက တာเนาะတစ်ဖက်မှာလည်းသူ့အကြောင်းမျိုးမျိုးကြောင့်ဒီလိုပြစ်မှုတွေကျူးလွန်လာပါပြီမယ်ဒီမမှန်တဲ့လှုပ်ရက်မျိုးမမှန်တဲ့စကားမျိုးတွေကိုမပြောဆိုပါနဲ့တစ်ဖက်မှာလည်းဘာပဲပြောပြောသူ့အတိုင်းအတာတစ်ခုနဲ့သူ့ကုံသိက္ခာရှိတယ်အခုဒီဟာကိုသူ့ကလေးကိုသူ့အသမီကဲသို့မိဘကဲသို့သူဒီကလေးလေးကိုအရန်ချက်ပြီးတော့သူ့မိဘအရင်ကဲသူ့မိဘတယောက်ကိုကာကွယ်စောင့်ရှောက်ပြီးတော့ဒီဟာလေးဒီကလေးလေးကိုချက်လို့သူထိန်းချောင်းလာတဲ့ကလေးပေါ်မှာဒီလိုဆော်ကားမော်ကမပြောရဘူးလေဟုတ်လား နော်အမှန်တကယ်ကလေးကိုခိုးယူပြီးလှုပ်ရှားနေတာလည်းမဟုတ်ဘူးဒါအမားတို့တွေအသိဆုံးဒီရက်ွက်ကလူတွေအသိဆုံးပဲဒီပေါ်မှာပြောလိုက်တဲ့အတွက်အခုတချို့တွေကမျိုးမျိုးဝေဖန်လာတယ်ပေါ့နော်ဒီကလေးကိုတရရတရက်ကို2000ကားပြီးတော့ဒီခိုးမှုကိုပြည့်စုံကိုကျွလွန်နေတာပါကျွန်မတို့စုံစမ်းသိရှိလောက်ရတာကတော့တခြားသောမျိုးနေတွေမှာဒီမျိုးသမီးတို့ရခိုင်မအမျိုးသမီးကတခြားသောမျိုးနေတွေတခြားသောနေရာတွေမှာပြည့်မှုကျွလွန်ထားခြင်းရှိမရှိတော့ကျွန်မတို့မသိဘူးလက်ရှိကတော့အခုသူနေထိုင်တဲ့ဒီအခုရွှေပြည်သားပေါ့နော်သူအခုလက်ရှိနေထိုင်တဲ့ရွှေပြည်သား20ခွန်ရက်ကွာကျွန်မမနေ့ကသွားရောက်ခဲ့တဲ့သူတို့နေရာမှာ သက်ဆိုင်ရာနယ်မြေရစခန့်တွေမှာဒီရက်ွက်တွေမှာသူကပြတ်မှုကျူးလွန်ထားခြင်းဘာတစ်ခုမှမရှိဘူးဆိုတော့မှတ်တမ်းတွေကျွန်မရခဲ့တယ်ဒီဒီဒီဒေသခံတွေဟာဒီပြောဆိုခဲ့တဲ့အခါတွေကိုကျွန်မရရှိခဲ့တယ်သိရှိခဲ့တယ်เนาะဒါကျွန်မ live ပေါ်ဒီကျွန်မရဲ့အကောင့်ကနေတင်ထားပြီးသားဒီကိစ္စတွေပေါ့နော်ကျွန်မပြောချင်တာကအဲ့လိုမျိုးကိုထိခိုက်စေမဲ့ဟာမျိုးကိုသူတို့မှလည်းသူတို့ကုန်သိတာရှိတယ်เนาะကျွန်မပြောတာကအဓိကကကိုကျွန်မပြောချင်တာကတချို့သောလူတွေကဒီ ခိုးမှုတခိုးဆိုတဲ့ဟာကိုမလုံချင်ကြပါဘူးနော်အကြောင်းမျိုးမျိုးကြောင့်လာလုံချင်တာတော်ချို့ကြတော့လေခြေတွေလက်တွေတန်တန်မာမာကြီးတွေငယ်ရွယ်ပါတယ်ရဲ့ကျမ်းမာရေးကောင်းနေပါလေလေခြေတွေလက်တွေတန်တန်မာမာရှိပါလေနဲ့သူတို့ရဲ့ဗီဇမျိုးရိုးမကောင်းလို့နော်ဒီခိုးရတဲ့မှုတွေကိုတမင်တကာလောက်ကင်စားတော့ပြီးတော့လောက်ကင်စားတော့နေတဲ့လူတွေပဲရှိတယ်နော်တချို့သောလူတွေကကိုယ့်ရဲ့ ခက်ခဲစီးပွားဥစ္စာမရှာနိုင်လို့သူတို့ရဲ့အတိတ်တွေရမရှာနိုင်လို့ကျမ်းမာရေးရမရှာနိုင်လို့အရန်ဒုက္ခဆင်းရဲလျှောက်ပြီးတော့သူတို့ရဲ့သားသမီးမြင်းမြစ်တွေဆင်းရဲဒုက္ခငတ်ပြတ်နေတဲ့အချိန်မှာအဲ့လိုမိဘတွေကသူတို့သားသမီးတွေကိုငတ်နေတဲ့ဒုက္ခဆင်းရဲရောက်နေတဲ့အချိန်မှာဘယ်လိုမိဘကမှထိုင်ပြီးတော့ငတ်ဆင်းရဲခံတာကိုမကြည့်ဘူးသူတို့ဖြစ်ချင်တာဖြစ်ဒုက္ခဆင်းရဲရောက်သူတို့နောက်ဆုံးသေသေသူတို့ထောင်ကျကျသူတို့ရရဟာကိုရှာကျွေးမယ်ဆိုလဲစိတ်နဲ့အဆိုးတွေဒီလိုပြစ်မှုမျိုးကိုကျွလွန်လာရှိတယ်ခင်ဗျားတို့အုံလှိုင်းမှာကိုကြီးပြောတယ်လို့ခင်ဗျားကျော်မျိုးမင်းပြောတာလဲအမှန်ပဲ မောမောခိုင်ပြောတာလည်းအမှမနော်ဘောမနဲ့တွေ့ပြီဘောမနဲ့တွေ့ပြီကျော်မျိုးမင်းရဲ့ဗီဒီယိုဖိုင်လေးကိုပဲဆက်နားထောင်ကြည့်လိုက်ရအောင်နော်ဟုတ်ကဲ့မှာကျွန်တော်ဒီကြားဖြန့်ကိစ္စကိုကြားဖြန့်ကိစ္စဆိုလေ KK Park နဲ့ AA နဲ့ပေါ့နော်အဲ့ဒီနေရာကြီးကြားမှာတကယ်တော့အဲ့ဒါတော့ပွင့်လည်းပြောရင်တော့ဒီဒီ KK Park နဲ့ AA ကိုတက်ကဝင်စီးတဲ့အချိန်မှာဟို BGF ဘုံမျိုးစောတင်ဝင်လို့အုပ်စုကတက်ကိုပြန်တော့ဝိုင်းကျင်တယ်လို့တော့ ကြားပါတယ်ဒါပေမဲ့ထားပါတော့ဗျာဒါလည်းကျွန်တော်တို့တာဂက်တော့သူညှိနှိုင်းပြီးတော့ပြည်လည်အောင်ဖြည့်ရှင်းမှဖြစ်တဲ့အတွက်ကျွန်တော်တို့အများကြီးပြောချင်ဘူးကိုကြောင့်လည်းတချို့မရှုပ်စေချင်တဲ့အတွက်ပြီးတော့ BGF ကဘူးချုပ်ဆော့တင်ဝင်လို့အနေနဲ့လည်းကျွန်တော်ဒီယူတန်ခရောင်းနားထောင်နေဆိုရင်ခင်ဗျားတို့အနေနဲ့လည်းနိုင်ငံတော်နဲ့တဲ့ရင်ဆိုင်မှုလို့လားဆိုတော့ကော့ကူမေးဖို့လိုပါတယ်နိုင်ငံတော်နဲ့တဲ့ရင်ဆိုင်မှုစူးစမ်းရဲဆိုရင်တော့နိုင်ငံတော်ကလှုပ်ပေးလိုက်ရင်ခင်ဗျားတို့လည်းပယ်ဆောက်ချင်လန်းမီမီရှောက်ချမ်းတို့လန်းကိုလိုက်သွားနိုင်တယ်ဆိုတော့မမေ့ဘူးကိုကူကိုရှိတဲ့အားလေးကဘာမှမဟုတ်ဘူးဆိုတော့သိဖို့လဲဘူးချုပ်ဆော့တင်ဝင်ကိုဒီကနေ့ကျွန်တော်လှမ်းပြီးတော့ message လေးပေးပါတယ်ခင်ဗျားအနေနဲ့ တကယ်စဉ်းစားပါသေချာစဉ်းစားပါနိုင်ငံတော်လည်းဖက်ပြိုင်ဘူးလားအဲ့ဒါကိုသေချာစဉ်းစားပါဆိုတော့ထပ်ခါထပ်ခါကျွန်တော်သတိပေးချင်တာပေါ့နော်ဒါအထဲမှာမြုပ်နေသလားလေးရွှေရတယ်ကျွန်တော်မပြောကောင်းသေးဘူးမပြောတာသေးဘူးပြီးတော့တက်မတော်လုံးဆက်ရှယ်လုံးနေချိန်မှာကျွန်တော်တချို့ကလည်းနောက်ဆက်ဖြစ်မှာဆိုတယ်မပြောသေးပါဘူးကားဆိုမတော်တဆဖြစ်နိုင်ပါတယ်သို့တော့တည်ချင်နေတဲ့ထိဖြစ်တာမျိုးကြတော့မသိတော့ဘူးပေါ့နော်အခုဖြစ်သွားတာတော်တော်ဆိုးပါတယ်ဆိုတော့ဒီကျန်တဲ့ဒီအောက်ဆက်ကစီးရလူတွေဆိုတော့ဒါပါပဲပြောသူတို့လည်းအသက်ကိုဖက်နေထုတ်ပြီးစီးရလို့ဖြစ်ကုန်တော့ဆိုတော့ဘာဖြစ်လို့ဒီလိုဖြစ်လဲဆိုတော့ဒီ တရားဝင်ပြေးဆွဲနေတဲ့ YBS bus ကားတွေနဲ့ပတ်သက်လို့ရှိရင်စနစ်တကျစီမံခန့်ခွဲမှုပိုင်းအားနည်းနေသလားလို့မေးခွန်းထုတ်စရာတော့ဖြစ်သွားတယ်။ outside ကားတွေကပို့ပြီးတော့အဆင်ပြေပြီးတော့ YBS ကအဆင်ပြေဘူးလား။ဘာဖြစ်လဲပေါ့နော်။နောက်တစ်ခု YBS နဲ့ပတ်သက်ရလေကုချိန်ထိမရှင်းလင်းသေးတဲ့ပြဿနာ YRTA ရအခုထိမရှင်းသေးဘူးလို့ယူဆတဲ့ပြဿနာတခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ YBS ကားတွေတချို့ကားတွေထဲမှာ license တန်းကျော်နေတဲ့ကားတွေရှိတယ်။တချို့ကိစ္စတွေကမန်ချင်းဝင်နေပြဿနာတက်နေတဲ့ကားတွေရှိတယ်။အဲ့ဒါတွေကိုကုချိန်ထိ YRTA ကမရှင်းပေးနိုင်ဘူး။ဘာကြောင့်လဲဆိုတော့ အဲ့ဒီတချို့ကပိုင်ဆိုင်မှုပိုင်ဆိုင်သူတွေအကောင့်ကြီးနေတဲ့ခါကျတော့မတိုက်ရဲမတူရဲမပြောရဲမဆိုရဲဖြစ်ပြီးတော့ကာကွယ်ပေးသူမဲ့တယ်ဆိုတော့လူတွေကပါလဲဩဇာကြီးတယ်အာဏာကြီးတယ်အာဏာရှိတယ်ဩဇာရှိတယ်သူမဩဇာရှိတယ်အာဏာရှိတယ်မိသားစုအတိုင်းပဲနောက်ခံရှိရဲဆိုရင်ပါလဲသူတို့လုံးကမြအလုပ်တွေကိုဘယ်သူမှမတူရဲမထီရဲဘူးလားအာဏာပိုင်းနဲ့မတူရဲမထီဘူးလားအဲ့ဒါဆိုရင်တော့တိုက်ပီယာတိုက်ပီယာမင်းမဲ့တိုက်ပီဖြစ်သွားပြီပို့ဘူးလားအဲ့ဒါဆိုလူတူတယောက်ကိုတော့လူတူတယောက်တစ်ဖွဲ့တစ်စည်းကိုခုနဥပဒေမဲ့ကျူးလွန်နေလူတူတယောက်တစ်ဖွဲ့စည်းကိုတော့အရေးယူနိုင်ခြင်းမရှိသူမထီရောက်ဆိုတော့ထျောက်စွာဒီကောင်တော့ဥရီမောင်းနဲ့ထက်နိုင်ခြင်းမရှိဘူးဆိုရင် ျွန်တော်တိုင်းပြည်ရဲ့တရားဥပဒေစိုးမိုးရေးတရားစီရင်ရေးနဲ့ကျွန်တော်တိုင်းပြည်ရဲ့ဒီအထုတ်ချအာဏာနောက်ကျွန်တော်တိုင်းပြည်ရဲ့ဟိုဘာခေါ်လို့ဆိုတော့ဒီအာဏာပိုင်တွေရဲ့လုတ်ပိုင်ခွင့်နဲ့အခွင့်အာဏာဘာလဲလို့မေးဖို့ထောက်ဘူးလို့အဲ့တော့ဒါလေးကိုတော့ဒီချက်စဉ်းစားဖို့လိုတယ်တလောက်ဆိုဝိုင်းရပြီးတွားရတရားလူတွေကျွန်တော်ဘာပြောလဲသူတို့သိပါတယ်ဘာပြောလဲသူတို့သိပါတယ်အဲ့တော့တော်တော်လေးတော့စဉ်းစားစင်ကျင်တဲ့နဲ့လုတ်တဲ့နိုင်လုတ်တဲ့နိုင်လုတ်တဲ့နိုင်လုတ်တဲ့ဘူးအချံပြုတ်တဲ့နိုင်အချံပြုတ်တဲ့နိုင်ပြီးတော့ ်ဒီတရားမဝင်ဖြစ်သွားတဲ့ပုံစံမျိုးလိုက်တန်းကြော်နေတာမျိုးပေါ့အစပြုအဲ့လိုဟာမျိုးတွေကိုရှင်းရှင်းလင်းလင်းလုပ်တင်တယ်ပြီးတော့ဒီ management မှန်မှန်ကန်လုပ်တင်တယ်အခု YBS ကားမောင်းတဲ့လူတွေစီးမံကံတွေမောင်းကြတာမောင်းတယ်မိဘအောက်တဲ့ထဲမှာကားရရင်ထိုးရရက်တယ်ခီးတဲ့ကလာခီးတဲ့ရှိတဲ့နေရာကိုထိုးရတယ်တားတဲ့နေရာကိုထိုးရတယ်ခီးတဲ့ကလည်းကျုံတဲ့နေရာလက်နဲ့တားတယ်ကားထိုးရတယ်မသိတက္ကစီလူမျိုးလုပ်နေကြတဲ့ YBS ကိစ္စကိုတာဝန်ယူဖြစ်ရှင်းကြဖို့လို့လူကြီးကို YBS မောင်းတဲ့သူတွေမှာ ကိုချင်းစာတရားနဲ့အုံနောက်တွေစာနာစိတ်တွေပါမလောင်ပါမလာတာလားထဲ့မပေးလိုက်တာလားမတင်လိုက်တာလားဘာလဲတော့ကျွန်တော်နားမလည်ဘူးအဲ့ဒါခက်ဆက်ဆက်ပဲဟိုးရခင်ဥလာအောင်လို့ခက်ကြတဲ့မထသာခက်ကြတဲ့ကဒီနေ့အချိန်ထိဒီနေ့တစ်ချိန်ထိ YBS ကမောင်းသမားတွေအကုန်လုံးကညိုးဆက်လိုက်ညိုးဆက်လိုက်တမျိုးပြီးတစ်ဆက်ပြီးတစ်ဆက်ပဲဖြစ်သွားတယ်အကုန်လုံးစီးမဲ့ကံပဲပေါင်းနေကြတော့မယ်ခုချိန်ထိစီးနေကံနဲ့မပေါင်းတတ်ကြဘူးအဲ့ အဲ့လူတွေသွားမေးကြည့်လိုက်ရင်ဘာဖြစ်ချင်လဲမေးဒီမိုကရေစီလိုချင်တယ်ဆက်အာဏာရှင်မကြိုက်ဘူးဒီလိုပဲသူတို့ပြောနေမှာဒါပေမဲ့သူတို့ကိုယ်တိုင်ကြတော့စီးနေကန်တဲ့နေကိုစကြတဲ့အုံတော်ပါမလာလားကိုကြီးစားတရားပါမလာလားအတိတရားပါမလာလားတော့မသိဘူးစီးမေကန်မဲ့မောင်းတာလေဆိုတော့အဲ့ YBS ရုပ်စုတွေဒါလည်းကြည့်မရဘူးနော်အဲ့တော့အဲ့ WRD အနေနဲ့လည်းအဲ့ဒါကိုထိန်းချောင်းနိုင်ဘူးလေမထိန်းချောင်းနိုင်ရင်လေ WRD တစ်ဖွဲ့လုံးဖျက်ပလိုက်ပေါ့ဗျာဒါပဲရှိတယ်ကိုကိုကိုအောက်မှာရှိတဲ့အဖွဲ့အစည်းမှာကိုမထိန်းနိုင်ရင်ဖျက်ပြေပေါ့တစ်ဖွဲ့လုံးဒါပဲရှိတယ်ကိုအောက်ကအဖွဲ့အစည်းမှာကိုမထိန်းနိုင်ဘူးဆိုဘာလုပ်မှာတော့ နော်ကိုအောက်မှာရှိတဲ့အဖွဲ့စည်းကိုအောက်ကလူတွေကိုမထိန်းနိုင်ဘူးဆိုတာဒါကကိုအရေးချင်းပေါ်တာပဲကိုအဖွဲ့စည်းတွေပေါ်ပါတာပဲနော်အရေးချင်းရှိလားမရှိလားပေါ်တာပဲအဲ့တော့ကြည့်လို့ကြပါဗျာဒါတွေကအခုဥဒါဒါဝါနဆက်ဆက်လို့ပြောတာပေါ့ဒါတွေက UWSA ပေါ့နော်ဝါပေါ့ဝါရဲ့ဟိုဟာလေးကိုကျွန်တော်ပြောချင်တာပေါ့နော်ဝါရဲ့စီမံခန့်ခွဲမှုတွေတခုပေါ့အဲ့တခုကတော့သဘောကျရတယ်လို့ပဲအရင်မပြောပြရစီဘာလဲဆိုတော့သူကဝဒေတာရဲ့ဝဒေတာထဲမှာရှိတဲ့ဝထိတ်ကျွရတဲ့နေမြေရဲ့ခရိုင်အသီးသီးမှာရှိတဲ့ KTV တွေဘားတွေနဲ့ကလပ်တွေမှာ ရှီရှားတောက်တာတုံးတာဝန်ဆောင်မှုပေးတာနဲ့ပတ်သက်လို့တားမြစ်ပိတ်ပင်ပါပြီဆိုပြီးတော့ဘဝကသူ့ရဲ့ဥပဒေနဲ့အညီအကျဉ်းချချက်၄ချက်နဲ့အချက်၄ချက်နဲ့သူကရှီရွေးထုတ်ပြပြီးတော့ပိတ်လိုက်ပြီဒီနေ့ကစပိတ်ပါတယ်ဆိုပြီးတော့သူကစပြောတယ်နော်ပြောရရင်တော့ရှီရှားပေါ့ရှီရှားဆိုတာကတော့ရေပွဲလိုမျိုးပိုက်ကြည့်နေလေပိုက်ကြည့်ရေပွဲလိုပိုက်ကြည့်နေမြင်မှုသားလည်းမတွေ့လို့ရှီရှားလို Google မှာရိုက်လိုက်လို့ရှိရင်တွေ့ပါလိမ့်မယ်အဲ့တော့ရှီရှားရှူတာပေါ့ဗျာရှီရှားအငွေ့ကြီးပေါ့ဟောထဲမှာရှူတာအဲ့ကောင်ကအဲ့ထဲမှာဆိုရှီရှားထဲမှာကက်တမင်းတွေရောဆေးကြောက်တွေရောရောပြီးတော့နောက်ဘက်တဖြည်းဖြည်းတုံးလာတယ်လို့ကျွန်တော်အရင်ကပြောဥပါတယ်အဲ့တော့ ရှီရှားကိုဝန်ဆောင်ပေးတာလုံးဝပေးရတော့ပါဘူးဆိုသူ့ဒေသမှာပြောလိုက်ပြီဆိုတော့ဝါကသူ့ဒေသထဲမှာရှီရှားတွေဘယ်တော့များနေလဲဆိုတော့တော့မသိဘူးဒါပေမဲ့တော့သူပိတ်လိုက်ပြီဆိုတဲ့ကိစ္စတော့ကောင်းတယ်အဲ့တော့ KDB တွေဘားတွေနဲ့အခြားဖြော်ဖြေးကလပ်တွေဝန်ဆောင်ပေးတာတွေအခြားဘယ်နေရာမှာမဆိုးပါဗျာစားတော့ဆိုင်တွေအဲ့ဒီအကုန်လုံးမှာရှီရှားကိုတော့တော့တုံးမပြူဘူးတုံးတာနဲ့အထုတမြင့်တယ်ပြီးရင်ငွေစရာဥပဒေနဲ့အရေးယူမယ်ဆိုပြီးတော့သူကကြေညာလိုက်တယ်ဆိုတော့နေအိမ်ထဲမှာလည်းရှီရှားကိုအဲ့လိုတုံးမယ်ဆိုရင် မွေးစွာကိစ္စနဲ့ကဲအောင်လို့လုပ်ရမယ်အဲဒါပဲသူအဲတားမြစ်မယ်တားမြစ်တယ်ပေါ့ဗျာနော်ဒီလိုမျိုးပြောတာတွေ့ရတယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်တော့ဒီကနဒီ KTV တွေဘာတွေ club တွေစားသောက်ဆိုင်တွေမှာနော်ဝဒေတာရဲ့ခရိုင်တီတီနေမြေတီတီမှာရှိတဲ့စားသောက်ဆိုင် KTV ဘာတွေ club တွေမှာရှီရှားသုံးတာပိတ်ပင်လိုက်တယ်ဆိုတာတားမြစ်လိုက်တယ်ဆိုတာကတော့ဘာပြောဝအနေနဲ့ကဒါကောင်းတဲ့ကိစ္စပါတော်တော်ကောင်းတဲ့ကိစ္စအဲ့တော့မြန်မာနိုင်ငံမှာရှိတဲ့ရန်ကုန်မန္တလေးနေပြီးတော့အစရှိတဲ့မြို့ကြီးတွေနဲ့အခြားနေမြို့လေးတွေပေါ့နေဆက်မြို့လေးတွေမြောက်လေးတွေပေါ့အဲ့လိုမြို့တွေမှာလည်း ရှီရှားတွေရှိကြလားသူရှိတာပေါ့ရှိတာပေါ့တစ်ချိန်တော့ဆိုရင်ကျွန်တော်မိတ်ဆွေတွေကိုယ်တိုင်ကျွန်တော်ရှိမှာရှီရှားရှုတယ်အဲတော့ဘာကြီးလဲပေါ့ကျွန်တော်လည်းမသိဘာကြီးလဲပေါ့ဆိုတော့အဲရေဝဲလိုမျိုးပိုက်ရှိနေတယ်ဗျာရေဝဲနဲ့တိုက်ရှိလိုမျိုးပေါ့ဖန်ပေါင်းကြောင့်အလုံးကြီးအဲ့ထဲမှာပိုက်လေးကနှစ်ခုသုံးခုတချို့ဆိုနှစ်ချောင်းသုံးချောင်းဆွတ်ထားတာအဲ့လိုဆုတ်ပြီးတော့အားအားပါရှူတာအဲ့ဘာကြီးလို့ကျွန်တော်ဘာကြီးပေါ့မသိလို့မေးတာဆိုရှီရှားအဲ့ရှီရှားကဘာလို့ဟာလဲရင်းရင်းငွေရှူရလားဘာမွေးလဲအဲ့ဒါဘာလဲဘာကောင်းလဲပေါ့ဟိုတော့ဟိုပါပေါ့လူလူ လမ်းစီတွေဘာညာသူတို့တော့ပြောတာလေအဲ့လိုပဲဒါပေမဲ့ကျွန်တော်ဘာမှမသိဘူးအဲ့ဒါနဲ့သူတို့ကျွန်တော်ကြည့်နေတော့နောက်တော့တဖြည်းဖြည်းနဲ့သဘောပေါက်လာတာဟာဒီတော့ရှီရှာကြည့်ရမွေးဆေးဝါးတစ်မျိုးတော့ပါလာပြီထင်တယ်ပေါ့နောက်ကျတော့ကျွန်တော်သိလိုက်မွေးဆေးဝါးပါလာမှသိတယ်မွေးဆေးဝါးပါလာတယ်ရှီရှာအဲ့တော့ကျွန်တော်လည်းမသိဒီလိုက်ကြည့်ရှီရှာရှူတယ်ပေါ့ဗျာဒါပေမဲ့မွေးဆေးဝါးပါနေတယ်မွေးဆေးဝါးပါနေတော့ဒီလိုကနောက်ဆုံးမှာဘာဖြစ်လဲဆိုတော့မွေးဆေးဝါးရောင်းဝယ်ဖောက်ကားမှုအားပေးအမြုပ်ပြုဖြစ်မသွားဘူးလားမွေးဆေးဝါးပါတဲ့အရာတစ်ခုကိုစားသုံးမိပြီးသုံးဆွဲမိပြီးဆိုကြရဲကကိုကအရောင်းဝယ်ဖောက်ကားကြီးမှာတစ်စိတ်တစ်ပိုင်းပါဝင်ပတ်သက်ဖြစ်သွားတယ် ဆိုတော့ဒါကြောင့်မလို့တချို့ vape တောက်တယ်လို့ပြောတယ်အဲ့ဒီတချို့ vape တွေရတယ် vape လို့ပြောရမယ်အထက်မှာပြောမရမွေးစေးတယ်ဆိုတာမွေးစေးဝါတူထည့်တယ်ထည့်နေမှာမတိရ vape ကြီးစီကရက်တို့နောက်တစ်ခါဒီတခြား secret တွေရှိတယ်တခြားဒီ slate တချို့ဆိုရင် slate လေးနဲ့လိတ်တောက်တယ်အဲ့ထဲမှာဆေးကြောက်လေးထည့်ပြီး slate လိတ်တောက်တယ် slate တောက်တယ်ပေါ့သူကြည့်တော့ slate တောက်တယ်ဒါပေမဲ့အဲ့ထဲမှာဆေးကြောက်လေးထည့်လိုက်တာအဲ့ဒါတွေကလုံးဝမွေးစေးဝါရောက်ဝဲဖောက်ကားမှုအားပေးသလိုဖြစ်တယ်ကျွန်တော်တို့ရဲ့အနီးနားတဝိုက်ကျွန်တော်တို့အိမ်နာပတ်ပတ်လေးတဝိုက်ကျွန်တော်တို့ခန္ဓာကိုယ်အနီးနားတဝိုက်တွေမှာကျွန်တော်တို့မြင်ရတဲ့မြင်ကွင်းတဝိုက်တွေမှာ ဝိဇ္ဇဝဟာပုံစံမျိုးစုံရဲ့ရှိနေတယ်ပုံစံမျိုးစုံအသွေးမျိုးစုံတရံမျိုးစုံရှိနေတယ်အဲ့လိုရှိနေတာကြီးကိုကျွန်တော်ကတားမြစ်ဖို့ကြတော့ဘာနဲ့တားမလဲဆိုဥပဒေနဲ့တားမှရတယ်အဲ့တော့ဥပဒေကလည်းမတားနိုင်ဘူးဥပဒေလည်းဥပဒေကလည်းမနိုင်တော့ဘူးဆိုရင်အဲ့ဒါသိကြတယ်ဘာမှလုပ်လို့မရတော့ဘူးဘယ်တော့ပဲဥပဒေနဲ့တားတာတဏ္ဍာရုံကိုတခါတည်းဥဒ္ဓဟူပြန့်လန့်နေပြန့်နှံ့နေပြီဆိုရင်တော့သိကြတယ်တားတဲ့ဥပဒေပဲမှားတာလားအဲ့ဥပဒေကိုင်တော့ကျွန်တော်နဲ့ကျင့်သုံးတဲ့သူတွေပဲညံ့တာလားသို့မဟုတ်အဲ့ဥပဒေကကျွန်တော်ကျင့်သုံးတဲ့သူတွေလည်းပေါ့ရော်တာလားကျွန်တော်မသိဘူးဒါကတော့ခဏလို့စဉ်းစားလို့ရတယ်အဲ့တော့သိကြတာကတော့ဒါကြီးကိုတားမြစ်ထားပါတယ်လို့ ပြောထားပြီးသားဒါမွေးစေဝဥပဒေညှိပါတယ်လို့ပြောထားပါလျက်နဲ့အဲ့ဒီပစ္စည်းကတိုင်တိုင်ကလုံးမှာဥတ္တဟူနေရာတိုင်းမှာလူလူမြင်အောင်ပြန့်နှံ့သွားတယ်ဆိုတာကတားတဲ့သူတွေကတော့တားတဲ့သူတွေတော့တားတာပဲဒါမှအောက်ကဥပဒေကတည်းကရှင်းလို့မလဲနေကြလားပေါ့ဒါဆန်းတဲ့ဖြစ်လာတယ်လက်စင်းကြည့်လေအခုပို့ရင်ပြောရင်ဗျာပါရာစီတမောကိုနေရာတိုင်းဝယ်လို့ရကြမှာရရပဲမွေးစေဝါတော့နေရာတိုင်းဝယ်လို့ရရဆိုတဲ့စကားကြီးဘယ်ကောင်းမလဲဗျာအဲ့ဒါမျိုးလူလူကောင်းမလဲနော် နောက်တစ်ခုကဟိုဘာလဲဆိုတော့ဟိုကျွန်တော်တို့ចောင်းသုံးစာអုပ်တွေကိုနေရာတိုင်းမှာဝယ်လို့မရရင်ပဲမွေးစေဝါတော့အသာလေးရတယ်အဲ့ခုကကျွန်တော်တို့ journal တွေနေရာတိုင်းဝယ်လို့မရရင်ပဲ journal တွေတစ်ဆောင်ဝယ်ဖတ်ဖို့လူတွေက journal 2000 2000ကျက်ပဲပေးရတဲ့ journal ဆောင်ဝယ်ဖတ်ဖို့တဲ့လူတွေလက်တွန်ကြရင်ပဲမွေးစေဝါစီးပြားកောက်ဝယ်ပလိုက်ဖို့တော့ပတ်စံပုံလည်းအပေါ်လည်းခေါင်းလည်းတုံးပလိုက်ဖို့တော့ဝယ်မလေးဘူးဆိုတဲ့အမျိုးဖြစ်နေလို့မရဘူးပြီးတော့စာသင်ကျောင်းတွေမှာစာသင်ကျောင်းတွေနဲ့အလီနာတဝိုက်တွေမှာမွေးစေဝါတွေပြန့်နေတယ်ကျောင်းသားတွေချင်းချင်းပြန့်နေအဲ့ဒီမွေးစွာကြီးကြီးဖြစ်နေတော့ကျွန်တော်တို့အစိုးရကြီးကမွေးစွာမနိုင်တော့ဘူးလားမနိုင်တော့ဘူးလားမွေးစွာမနိုင်တာလား ဘယ်တော့မှလည်းမနိုင်တော့ပါလားတသက်လုံးမူရီဆိုဝါကခုနထားပါတော့ဟိုးကျွန်တော်တို့ဥနေဝင်တို့ခဲဥဘယောဆန်တို့ခဲကစိုက်မူရီဆိုဝါရှိတယ်နောက်လည်းရှိတယ်ဥနေဝင်ကလက်တက်လည်းရှိတယ်နောက်ဥသက်ရွှေလက်တက်လည်းရှိတာပဲဥဆုံးမောင်ကြီးလည်းရှိတယ်ဥသက်ရွှေလည်းရှိတယ်နောက်ဥသိစိထက်လာတက်လာလည်းရှိတာမူရီဆိုဝါဒေါ်ဆန်သူကြီးတက်လည်းရှိတာပဲဥမြောင်လည်းလက်ထက်ရောက်လည်းမူရီဆိုဝါရှိတာဆိုတော့ကြည့်ရတာဥနေဝင်လည်းမရှိတော့ဘူးဘယောဆန်လည်းမရှိတော့ဘူးဥသက်ရွှေလည်းဒါအသက်တွေတော့ကြီးနေပြီနော်ဥနေဝင်လည်းမရှိတော့ဘူးဗျာဥနေဝင်လည်းမရှိတော့တဲ့အချိန်မှာမူရီဆိုဝါဆက်ရှိနေလို့ပဲအဲ့တော့မူရီဆိုဝါနဲ့ဥနေဝင်ကဘူးအသက်ရှိနေတယ် ဲ့လိုမရဘူးဖြစ်နေအဲ့တော့မူရစေဝါနဲ့လက်ရှိအာနာပိုင်ခေါင်းဆောင်တွေအာနာရှိတဲ့ခေါင်းဆောင်တွေ ਨੇ ဘယ်သူကပူအသက်ပြင်းလဲဘယ်သူကပူဩစာကြီးလဲဘယ်သူကပူအာနာကြီးလဲဘယ်သူကပူပြီးတော့အာဘာခေါ်လဲဆိုတော့အသက်ရှင်တယ်လဲဆိုတာမူရစေဝါတော့အဲ့တော့ကြည့်ရတာမူရစေဝါတို့ဘာလို့ကလက်ရှိတည်တဲ့ခေါင်းဆောင်အပေါင်းနဲ့ပြီးရတော့ခေါင်းဆောင်ဆက်ဆက်တည်တဲ့မူရစေဝါပူပြီးဩစာကြီးနေမှာပါတိုက်ပြီးအဲ့လိုဖြစ်အဲ့တော့ဝါတော့ရှင်းတယ်မလို့ရလို့ပြောထားပြီဝါမလို့ရလို့ပြောပြီးဝါဝါမလို့ရဆို तू မလို့ရတယ်တကယ်မလို့ခိုက်တာဝါ ်လုတ်ရင်ဟိုကတေးတံပေးပြီးမှပြောရတာမဟုတ်ဘူးအဲ့တော့ဟိုဒေသမှာမလုတ်ရဆိုရင်တော့တော့မှာပဲအဲ့တော့ပြီးတော့ဒါတွေကလည်းတရုတ်ကနေပဲလာတာကျွန်တော်ခါပြောတရုတ်ကပဲလာဒီဟာတွေကတော့တရုတ်ကကျွမ်းတရုတ်ကမွေးဆိုးတော့ဒါကျွမ်းတယ်မွေးဆိုးကကျွမ်းတယ်လိန်ကြီးကြီးကအပျော်ပါတအမတ်တယ်လောင်ကစားကျွမ်းတယ်တရုတ်ကအဲ့ဒီဟာအကုန်ရတယ်တရုတ်ကတရုတ်ရဲ့အုံတော်ကအဲ့ထူးစားတယ်အဲ့အကုန်ရတယ်ဟုတ်လားအကုန်ရတယ်အဲ့တော့မြန်မာနိုင်ငံရှီရှားပဲရောက်လေတရုတ်ကပဲလာမွေးဆိုးကရဲ့ဓာတ်ရုပ်ဆိုးကလည်းပဲရတယ်တရုတ်ကပဲ ကျွန်တော်နိုင်ငံရဲ့တချို့ကိစ္စတွေတော်တော်များတရုတ်ကားပဲကျွန်တော်နေတူဘွားနေစဉ်ဘွားတွေကိုလို့တရုတ်ကလွှမ်းမိုးထားတယ်အဲ့ဒါအမှန်တရားပဲနေတူဘွားကိုကျွန်တော်တရုတ်ကလွှမ်းမိုးထားတယ်ကျွန်တော်တို့ရဲ့နေတူဘွားကျွန်တော်တို့တုံးနေတဲ့ပစ္စည်းတွေကျွန်တော်တို့တောက်နေတဲ့အဲဈေးဝါးတွေနဲ့တချို့ကိစ္စတွေပေါ့ဗျာအများကြီးပေါ့အဲ့ဒါတွေကိုလည်းတရုတ်ကမกินဘူးကျွန်တော်ဝင်နေတဲ့အဝတ်တွေလည်းတရုတ်ကกินကြမှာကဲပါအဲ့တော့ကျွန်တော်တို့ကတရုတ်နဲ့မกินဘူးကျွန်တော်တုံးနေတဲ့ဖုန်းတွေလည်းတရုတ်ကမกินဘူးဆိုတော့ကျွန်တော်တို့ရဲ့နေစဉ်ဘွားတွေကိုတရုတ်ကလွှမ်းမိုးထားတာတော့ရှိတယ်လွှမ်းမိုးထားကျွန်တော်တို့နေစဉ်ဘွားတွေလွှမ်းမိုးအဲ့တော့ပြောရရင်အဲ့ဒီမှာမွေးဈေးဝါးလိုဟာမျိုးတွေမောင်းလာလိုဟာမျိုးတွေကြားဖြန့်လိုဟာမျိုးတွေ ဒါတွေကြတော့ကျွန်တော်တို့ကယွန်စရာကောင်းတယ်သိစိတ်ပြဖို့လည်းကောင်းတယ်နိုင်ငံတော်ကတော့အဲ့ဒါကြီးတားမြစ်ကောင်ကိုတားမြစ်ရမှာပေါ့နော်တားစီရမှာတားမြစ်ပဲဟိုအဲ့မှာပဲပိုက်ဆံရတာဖြစ်နိုင်လို့ရကျွန်တော်တို့နိုင်ငံတွေကိုဒီလိုခိုးတော့ခိုးတော့ဝင်လာပြီးတခိုးချဖို့လို့ဝင်လာတယ်တခိုးတရုတ်တွေပေါ့နော် တခိုးတရုတ်တွေကြောင့်တိုင်းပြည်ကထိခိုက်နေတဲ့ဆုံးရှုံးမှုမဖြစ်အောင်လို့တော့အဲတခိုးတရုတ်ပြောတာနော်လူကောင်းတရုတ်ပြောတာမဟုတ်တခိုးတရုတ်တွေပြောတာတခိုးတရုတ်တွေကြောင့်တိုင်းပြည်ထိခိုက်နေတာဦးမဖြစ်အောင်တော့နိုင်ငံတော်အာဏာပိုင်အကြီးအကဲတွေကသေချာထိန်းချောင်းဖို့လိုတယ်ပြီးတော့ ိုတရုတ်နိုင်ငံသားတရုတ်ဆိုတဲ့ပတ်စံကောင်းကောင်းပေးနိုင်တယ်လေအတော်ကြီးအထင်ကြီးတာကြောင့်ပဲလေကိုယ်နိုင်ငံကိုယ်ဥပဒေနဲ့ချီချီမီထဲထဲဝော်ကိုက်တွေတင်းကြောင်းကိုလုံမယ်တော့အင်ဒီလိုကြားဖြန့်လို့ပြီးဇလန်းစိုးကြီးတွေကကျွန်တော်နိုင်ငံမှာနာမည်ပြစ်ပါတယ်ဒါတော့တရီထားဖို့တင်းတဲ့ကိစ္စအဖြစ်နဲ့ထည့်ပြောတာပါနော်ဆိုတော့ဟိုဝါရဲ့ရှီရှားနေပြီးတော့ဟိုဘက်တွေကရောက်ကုန်ကြားဖြန့်တွေကရောက်ကုန်ပြီပေါ့နော်ဆက်ထားပါတော့